ပထမဆုံးအင်ဒိုနီးရှားထိန်းသိမ်းစခန်းကမြန်မာရေလုံသားတွေအသက်ခံရတာနဲ့ပတ်သက်ပြီးလူ14ဦးကိုထောင်ဒဏ်6လစီအပြစ်ပေးလိုက်ပါတယ်။သတင်းပြည်စုံကိုဥက္ကဋ္တကပေးပို့ထားပါတယ်ခင်ဗျာ။အင်ဒိုနီးရှားနိုင်ငံပါလာဝမ်စိတ်ကမ်းမြို့ကလူမှုကြီးကြေးဌာနမှာအထင်းသိမ်းခံထားရတဲ့မြန်မာရေလိုသားရှိဦးကိုတမှုနဲ့ပတ်သက်ပြီး Ranger 14ဦးကိုထောင်ဒဏ်6လစီအပြစ်ပေးလိုက်တယ်လို့ agency သတင်းတွေမှာဖော်ပြပါဗျ။ပြီးခဲ့တဲ့ဧပြီလကထင်းသိမ်းရေးစခန်းမှာပြင်းပြင်းထန်ထန်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ၈ရောက်တည်ဆုံပြီး15ရောက်ဒဏ်ရာရသွားပါတယ်။တည်ဆုံသူ၈ရောက်ဟာမြန်မာရေလုံသားတွေဖြစ်ပြီးဒဏ်ရာရသူတွေကတော့မြန်မာနိုင်ငံကလာတဲ့ဆိုတဲ့ Ranger တွေဖြစ်ပါတယ်။အခုပြည်မှုနဲ့ပတ်သက်ပြီးအ ਨੇ ဆုံး2နှစ်ကနေ12နှစ်အထိအပြစ်ပေးနိုင်ပေမဲ့တရားသူကြီးက6လပဲအပြစ်ပေးတယ်လို့အစိုးရရှိနေတွေကတော့ပြောပါတယ်။တရားခွင်ရှိနေတွေကတော့လုံလောက်တဲ့တပ်တည်တွေမရှိဘူးလို့ပြောပြီးအယူခံတက်ဖို့စီစဉ်နေတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။ဘုရားဘာသာဝင်မြန်မာငါးဖန်းလုံသား၁၁ယောက်နဲ့အစ္စလမ်ဘာသာဝင်၁၀၀ယောက်နေထိုင်တဲ့အဲ့ဒီစခန်းမှာ မြန်မာပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုအပေါ်အငင်းပွားရာကနေလူများအပြားတည်တဲ့အထိခန့်ရံဖြစ်ပွားခဲ့တာလို့ထိန်းသိမ်းရေးစခန်းတာဝန်ရှိသူတွေကပြောပါတယ်ဖြစ်ပွားခဲ့တဲ့ရံပွဲဟာတနအီလောက်ကြာခဲ့ပြီးတသားချောင်းတွေတန်ချောင်းတွေအုတ်ခဲတွေနဲ့အပြန်အလှန်တိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်ခန့်ရံဖြစ်ပွားမှုဟာတနအီကြောကြာဖြစ်ခဲ့တဲ့အတွက်စခန်းလုံခြုံရေးအဖွဲ့ပေါ်တန်လျာရှိတဲ့အကြောင်းလဲဝေဖန်တာတွေရှိခဲ့ပါတယ်ကျွန်တော်ကိုသက်ပါ